အရခတ်တက်တော်ကတိုက်ခိုက်နေတဲ့နေရီကန်ပြူဟာကုန်းကစစ်သားတွေဟာကစင်ကလေးယာထွက်ပြေးနေကြပြီးအဲ့ဒီအထက်ကဖက်စစ်အကြမ်းဖက်စစ်တပ်ရဲ့တပ်ဖွဲ့ဝင်တချို့ကိုလက်ရဖမ်းဆီးရမိမှုရှိနေတယ်လို့အလံဖြူထောင်အလင်းဝင်လာသူတွေလည်းဆက်တိုက်ရှိနေတယ်လို့ AA ကမနေ့ကသတင်းထုတ်ပြန်ပါတယ်။2025ခုနှစ်အောက်တိုဘာလ18ရက်နေ့မှာတချို့သောနေရာတွေမှာစစ်ကော်မရှင်တပ်ဖွဲ့ဝင်တချို့ဟာ AAC ကိုအလံဖြူထောင်းလက်နက်ရှာကအလင်းဝင်ရောက်လျက်ရှိနေကြသလိုတရှို့ကိုတိုက်ပွဲအတွင်လက်ရဖမ်းဆီးရမိမှုတွေလည်းရှိနေတယ်လို့ဆိုထားပါတယ်။အရခတတော်နဲ့ရင်ဆိုင်တိုက်ပွဲတွေအတွင်အများတန်းရှုံးနေနေတဲ့အကြမ်းဖက်စစ်ကော်မရှင်တပ်ဟာနယ်ရီကန်ပြူဟာကုံမကြရှုံရင်အတွက် လေချောင်းပစ်ကူစစ်ကူရင်းနဲ့အဆက်မပြတ်တိုက်ခိုက်နေတဲ့ကြားကအရခစစ်တီရော်တွေဟာအကောင်ဆုံးတုံ့ပြန်ခံစစ်တွေနဲ့အတူထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့ဖော်ပြထားပါတယ်။ အရခတက်တော်အနေနဲ့မိမိတို့စီအလင်းဝင်ရောက်လာကြတဲ့သူတိုင်းကိုစစ်သွန်ပန်းဥပဒေနဲ့အညီကောင်းစွာပြုစုဆောက်ရှောက်ပေးထားတယ်လို့လည်းဆိုထားပါဗျ။ဒါကြောင့်စစ်ကော်မရှင်ရဲ့မတရားသဖြင့်စစ်မှုထမ်းဖို့စူးစောင်းခြင်းခံရတဲ့သူတွေအနေနဲ့အရခတက်တော်နဲ့အနီးဆုံးနေရာတွေကိုဆက်သွေးပြီးအရှိန်မရွေးလက်နက်ရှအလင်းဝင်ရောက်နိုင်ကြဖို့ကိုလည်းအတိပေးအပ်တယ်လို့ဖော်ပြပါဗျ။ အရခတတော်ရဲ့ထုတ်ပြန်ချက်တွေအထဲမှာဖန်ဆီးခံရသူလက်နက်ချသူအရေးအတွက်မပါဝင်တဲ့အတွက်ကြောင့်နိစ္စရာသတင်းရင်းမြစ်တစ်ခုကိုနှရိစရာသတင်းဌာနကဆက်သွင်းမေးမြန်းရမှာတော့အော်တိုဘလာ18ရက်နေ့တရက်ထဲမှာနယ်ရီကန်တောင် လေကြောင်းရံအကောက်ကွေပြူဟာစခန်းကနေကစင်ကလျားထွက်ပြေးသူစစ်တပ်ရဲ့တပ်ဖွဲ့ဝင်30လောက်ရှိပြီးအဲ့ဒီအထက်ကစစ်သား30ကျော်ဟာ AAC ကိုဗတ်ပြောင်းခုန်လွန်လာတယ်လို့ဆိုပါတယ် ထွက်ပြေးသူတွေကိုလည်းအာရခတက်တော်ကလိုက်လံဖမ်းဆီးလျက်ရှိနေတယ်လို့သိရပါဗျ။အခုနောက်ဆုံးဝင်လာတဲ့တဲ့င်းတွေအရာနေရီကန်လေချောင်းရံကာကွယ်ရေးဗျူဟာစခန်းကနေစစ်သားတွေဟာလက်နက်တွေကိုစွန့်ပြီးတော်ရဲကိုကစင်ကလေးအားထွက်ပြေးနေကြပြီလို့သိရပါဗျ။ကျမအင်မြတ်ခိုင်ပါ။